လူတိုင်းလူတိုင်းမှာစိတ်ခံစားချက်တွေရှိသို့တော်လူတွေဟာကိုယ့်ရဲ့စိတ်ခံစားချက်နဲ့ပတ်သက်ပြီးတော့သဘောပေါက်နားလည်ကြသလားဆိုနားလည်ကြဘူးစိတ်ခံစားချက်အကျမ်းအကျမ်းမြင်ပြောမယ်ဆိုရင်၃မျိုးရှိကိုယ့်ကိုယ်တတိထားကြည့်ကိုယ်ကြိုက်တာလေးနဲ့တွေးလို့ရှိရင်သို့မဟုတ်နေလို့ထိုင်လို့အဆင်ပြေလို့ရှိရင် ဒုက္ခဝေဒနာဆိုစိတ်ခံစားချက်ရှိနော်စိတ်ချမ်းသာတယ်ကိုချမ်းသာချမ်းသာတယ်လို့ပြောကြဒုက္ခဝေဒနာအေးနေမကောင်းထိုင်မသာဖြစ်တာပဲဖြစ်စီတခုခုအစင်မပြေတာပဲဖြစ်စီနော်ဒုက္ခဝေဒနာခံခဲ့တယ်စိတ်ပြက်တယ်စိတ်မကောင်းဘူးစိတ်ညစ်တယ်ဆိုတာဖြစ်လာဒုက္ခဝေဒနာနော် စိတ်ချမ်းသာတာလည်းမဟုတ်ဘူးကိုချမ်းသာတာလည်းမဟုတ်ဘူးဈာစိတ်แท้မှာခံစားချက်ပုံမှန်အနေထားလေးတစ်ခုဖြစ်လို့ရှိရင်အဒုက္ခမတုခသို့မဟုတ်ဥပိ္ပခဝေဒနာလို့ခေါ်တယ်အကျဉ်းအားဖြင့်ပြောမှဆိုရင်လူတွေရဲ့စိတ်ခံစားချက်၃မျိုးအစင်ပြေနေရင်ဒုက္ခဝေဒနာအစင်မပြေရင်ဒုက္ခဝေဒနာပုံမှန်အတိုင်းဆိုရင်အဒုက္ခမတုခဝေဒနာ အဲ့ဒီမှာလည်းပဲထပ်ခွဲတယ်ဒုက္ခကိုနှမျိုးခွဲလိုက်တယ်ကာယကဒုက္ခစေရတိကဒုက္ခစေရတိကဒုက္ခခန္ဓာကိုယ်အနေထိုင် comfortable ဖြစ်တယ်နေလို့ထိုင်လို့ကောင်းတယ်ကာယကဒုက္ခစိတ်ချမ်းသာတယ်သောမနတ happiness လို့ပြန်တယ်စိတ်ချမ်းသာတယ်ပျော်တယ်ဟုတ် ဒုက္ခမှာလည်းပဲထို့တူပဲလူကနေမကောင်းဘူးကြောအောင်နေနာကြိုက်တယ်သွားကြိုက်တယ်ကာယကဒုက္ခအေးစိတ်ညစ်တယ်စေတသိကဒုက္ခဒေါမနတာလို့ခေါ်တယ်အဲ့ဒါလို့နှမျိုးနှမျိုးထပ်ခွဲပြီးတော့ဥပိ္ပခာလို့ဆိုတဲ့နောက်ဆုံးဟာကြတဲ့အခါကျတော့တမျိုးတည်းပဲထားခံစားမှုမထင်ရှားတဲ့အရာလို့ အဲ့တော့လူတွေရဲ့စိတ်ခံစားချက်သည်ဒုက္ခဒုက္ခအဒုက္ခမဒုက္ခဆိုရဲပါဠိနဲ့ပြောမယ်ဆိုရင်အခြေခံအပြည့်၃ခုရှိတယ်အဲ့ဒီ၃ခုကိုဒုက္ခနဲ့ဒုက္ခကိုစိတ်ကာယကစေတသိကနှစ်ခုထပ်ခွဲလိုက်တဲ့အခါနှစ်ခုစီခွဲလိုက်တဲ့အခါဝေဒနာဟာ၅မျိုးဖြစ်သွားတယ်နော်လူတွေရဲ့တဏ္ဍာမှာစိတ်ခံစားချက်၅မျိုးရှိတယ်လို့ အဲ့ဒီ၅မျိုးကိုအချင်းချုပ်ပြီးတော့ပြောကြည့်ရအောင်။ခွန်ကြီးတို့တွေကိုယ်စိတ်တိုင်းညဖြစ်နေတဲ့အခါမှာနေလို့ထိုင်လို့ကောင်းတယ်ပြောပြောရှင်းရှင်းရှိတယ်ဒုက္ခ။ဟာအဆင်မပြေဘူးအလောက်ကိုင်းသာစအဆင်မပြေဘူးအဲတဝူးနဲ့တဝူးအဆင်မပြေကြဘူး။ဟောအဲ့ဒါမျိုးအဆင်မပြေဖြစ်လာပြီဆိုရင်ဒုက္ခ။အဆင် ပုံမှန်အနေထားနဲ့ဖြစ်နေပြီဆိုရင်အဒုက္ခမဒုက္ခခံစားချက်၃မျိုးရှိအဲ့ဒီ၃မျိုးပေါ်မှာအမှတ်တမဲ့နေလိုက်ကြမှတ်တမဲ့နေလိုက်ရင်ဘယ်လိုဖြစ်လာတော့ဆိုလို့ရှိရင်ဒီရှင်းနေဆရာကောင်းတဲ့ခေါဏကအစဉ်ကြီးပြီးစိတ်ချမ်းသာနေတဲ့အပေါ်မှာလူတွေဟာဗာစိတ်တွေဖြစ်တော့ဒုက္ခယဝေဒနာယရာဂ နုတေယောအနုတေတိဒုက္ခဝေဒနာဖြစ်လို့ရှင်ဒါလေးကိုတွေ့တာမှုညံ့လို့မှုဆွလန်းမှုဆိုတာလေးကဝဲလာကိုယ်စိတ်တယ်ဒုက္ခဝေဒနာကိုလိုချင်တယ်တတ်မဲ့တယ်ဆိုတဲ့လောဘဖြစ်လာရာဂနုတေယဝဲလာဒုက္ခယဝေဒနာယရာဂနုတေယအနုတေတိစိတ်ချမ်းသာကိုချမ်းသာဆိုတာလူတိုင်းကြိုက်တယ် စေချမ်းသာကိုချမ်းသာဖြစ်လိုက်တဲ့အချိန်လေးမှာချမ်းသာဒုက္ခကိုတရားနဲ့မရှိမှတ်မိဘူးဆိုလို့ရှိရင်ဘာဖြစ်တွေ့တာမှုတွေတတ်မဲ့မှုတွေရာဂတွေဖြစ်လာဒီလိုဆိုလို့အေးစိတ်ဆင်းရဲစရာနဲ့ကြုံနေကိုဆင်းရဲမှုနဲ့ကြုံပြီဆိုရင်ဒုက္ခရဝေဒနာရပဋိခာနုတေယောနုတေတိအဲ့ဒီကျတော့ဒေါသဖြစ်တယ်ဒေါသဖြစ်တယ် စိတ်စိတ်စိတ်တိုးနေတဲ့ဒေါသတွေဖြစ်တယ်ဒုက္ခဖြစ်လာရင်စိတ်တိုးတဲ့ဒေါသဖြစ်တယ်အဲ့တော့သူကလည်းဒုက္ခဖြစ်တဲ့အပေါ်မှာစိတ်တိုးလာတဲ့အခါကျတော့စိတ်တိုးလာတော့ဒေါသထပ်ပြီးတော့ဖြစ်သွားတယ်ဒုက္ခမှာဒေါသကိန်းလာတယ်လို့ဆိုအဲ့တော့အကျင့်ကြီးပန်သွားတယ်ဒုက္ခဖြစ်တိုင်းရာခဒုက္ခဖြစ်တိုင်းဒေါသ ဒါကြီးကကိုယ့်ရင်ထဲမှာဒီတိုင်းပဲဖြစ်နေတော့တာအမြဲတမ်းပုံမှန်ဒါဖြင့်ဒီအစဉ်ပြေတာလည်းမဟုတ်ဘူးပုံမှန်အနေထားမျိုးဆိုရင်ဘာဖြစ်တော့ဆိုပုံမှန်အနေထားမျိုးကြတော့အမှန်မသိတော့ခံစိတ်ခံစားချက်ကို အမှန်မသိဘူးဆိုတာကြတော့အဝိဇ္ဇာလို့ခေါ်တယ်ဒါကြောင့်မို့အာရုခာယမတုခာယဝေရဏာယအဝိဇ္ဇာနုတိယောနုတိတိ ဒုက္ခလည်းမဟုတ်ဒုက္ခလည်းမဟုတ်ပုံမှန်နေထားဆိုလို့ရှိရင်မသိခြင်းဆိုတဲ့အဝိဇ္ဇာနုတ္တိအကိန်းဆိုလိုတာကราคะဒေါသ మో ဟဆိုတဲ့ဒီတရားတွေဟာဒုက္ခနဲ့တွေးလိုက်ရင်ราคะဖြစ်တယ်ဒုက္ခနဲ့တွေးလိုက်ရင်ဒေါသဖြစ်တယ်ပုံမှန်နေထားတဲ့ဆိုရင်အဝိဇ္ဇာဖြစ်တယ်ဆိုကိုယ်တဏ္ဍမှာဘာတွေတိုးပွားနေတော့ဆိုစိတ်ခံစားချက်နဲ့ပတ်သက်ပြီးတော့တိုးပွားလာတာဟာ အကုသိုလ်တွေကြီးပဲဖြစ်နေအကုသိုလ်တွေတိုးပွားနေဒီအကုသိုလ်တိုးပွားတာအရှင်အဟုန်နဲ့ကြီးမားစွာအခိုင်အမာတိုးပွားနေတာပဲဖြစ်တယ်ပေါ့ဒီလိုဆုလို့တယ်နော်အဲ့တော့အဲ့ဒီစိတ်ခံစားချက်တွေကိုရှုမှတ်နိုင်မှမရှုမှတ်နိုင်ဘူးဆိုလို့ရှိရင်အခုတိုင်းပဲရာဂလာမယ်ဒေါသလာမယ်မောဟလာမယ်အခုဝဲလာတော့မှာဝဲလာတော့ ဒါကြောင့်မလို့မာသရိရဏတော့မှဆိုရင်ဝေဒနာနုပတနာဝေဒနာကိုရှု contemplation of feeling ဆိုဝေဒနာနုပတနာမြတ်စွာဘုရားကတိတ္တပေးထားစိတ်ခံစားချက်နဲ့ပတ်သက်လာလို့ရှိရင်စိတ်ခံစားချက်ကိုသဘာဝအတိုင်းသိအောင်ကြိုးစားလို့မြတ်စွာဘုရားဟောတာဘာကြောင့်စိတ်ခံစားချက်ကိုသိအောင်လုပ်ရတယ်လဲဆို မတိပဲနေလို့ရှိရင်ราคะဖြစ်မယ်ဒေါသဖြစ်မယ်မောဟဖြစ်အကုသိုလ်တွေဆက်တိုက်လိုက်လားအဲ့ဒီလိုအကုသိုလ်တရားတွေမဖြစ်ရအောင်မြတ်စွာဘုရားကဝေဒနာနုပဒနာဆိုတဲ့ကမ္မထာနဲ့တားဆီးပေးတာသာဖြစ်တယ်မောအေးဝေဒကုဆိုတဲ့ပုဂ္ဂိုလ်ဟာတပ္ပဝေဒနာတုဝိတာရာကောဝိတာရာကောသူဆိုလိုတာက ဒုက္ခဝေဒနာဖြစ်ရင်လည်းပဲတွေ့တာမှုမရှိတော့ဘူးဒုက္ခဝေဒနာဖြစ်ရင်လည်းမုန်းတိမှုမရှိတော့ဘူးအာဒုက္ခမဒုက္ခဝေဒနာဖြစ်ရင်လည်းပဲမသိဘူးဆိုတာမရှိဘူးအမှန်တိုင်းသိနေတယ်အဲ့ဒါကြောင့်မလို့ဒုက္ခဆိုတဲ့ခံစားမှုပဲခံစားခံစားစိတ်ခံစားမှုကပျော်ရွှင်ချမ်းမြေ့တဲ့စိတ်ခံစားမှုပဲဖြစ်စေဆင်းရဲတဲ့အလိုမကျတဲ့စိတ်ခံစားမှုပဲဖြစ်စေပုံမှန်စိတ်ခံစားမှုပဲဖြစ်စေ သူဟာတဘာဝတရားကိုသိရှိနားလည်နေသည့်အတွက်ကြောင့်အဲ့ဒီပုံမှာတွေ့တာချင်းမုံဒီချင်းမသိချင်းဆိုရဲအာဟုတုတရားတွေဝဲမလာတော့ဘူးဝဲမလာသည့်အတွက်ကြောင့်ဝေဒနာတွေပေါ်မှာပိုင်ပိုင်နိုင်နိုင်နဲ့အသိဉာဏ်နဲ့ထိမ့်အုပ်ထိမ့်ချုပ်သွားနိုင်တယ်တပ်ပံဝေဒံအတိတ်ဆဝေတကုသောစိတ်ခံစားချက်တွေအလုံးပေါ်မှာ လောဘဒေါသမောဟမဖြစ်အောင်ကြော်လွားနိုင်ခဲ့တယ်။အဲဒီကြော်လွားမှုကအလုံးခက်ခဲတယ်။ပမာအဖြစ်တော့မကြော်လွားနိုင်ဘူးနော်။ပမာအဖြစ်မကြော်လွားနိုင်ဘူး။ဒုက္ခဝေဒနာနဲ့တွေ့ရင်ကျဉ်တတ်တယ်။ဒုက္ခဝေဒနာနဲ့တွေ့ရင်စိတ်ဖြစ်တယ်။ဟော။ဘာကဖြစ်မလဲ။ဒေါသဖြစ်မလဲ။ဒီလိုအဒုက္ခမဒုက္ခဝေဒနာနဲ့တွေ့ရင်မသိလိုက်ဘူး။ အဲ့ဒီအကုသိုလ်တရားတွေကိုမဖြစ်ရအောင်ဝေဒနာနဲ့ပတ်သက်ပြီးအစစ်မှန်ကိုသိပြီးရာဂဒေါသမောဟဆိုတဲ့အကုသိုလ်တရားတွေကိုလုံးဝကျော်လွှားနိုင်တဲ့ပုဂ္ဂိုလ်ကိုဝေဒကုလို့ခေါ်ပါတယ်ကြည်ဒိဗ္ဗေကိုရှင်းပြလိုက်တယ်အဲ့တော့အဲ့ဒီအစစ်ဟာဝိပဿနာကျင့်စဉ်တစ်ခုကိုကျင့်ပြီးတော့မှဉာဏ်နာဖြစ်တော့ရောက်မှဒီအစစ်ကိုရောက်နိုင်တာတမန်ပုဂ္ဂိုလ်တွေအနေနဲ့ဒီအစစ်မရောက် မရောက်တော့လည်းပဲဒီအသိဉာဏ်လေးကိုသိလိုက်ပြီဆိုလို့ရှိရင်ဝေဒကူရဲ့လမ်းကြောင်းကိုရှင်းရှင်းကြီးမြင်သွားတာပေါ့